င်္ဂလာပါရှင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။လောင်းလုံးမြို့နယ်မောင်းမကန်ရဲစခန်းသိမ်းတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကစစ်နက်ဦးဟာတေသွားကလက်နက်မျိုးစုံ22လက်ကိုသိမ်းဆည်းရရှိပါတယ်။ DNL စုတ်ခွာမဲ့မိုးကုံမြို့ကိုပြည်သူ့ကာကွယ်တပ်မတော်ရဲ့တရင်တပ်ဖွဲ့တွေအားလုံးကပူပေါင်းကာကွယ်မယ်လို့ကြေညာချက်တွေဇက်တိုက်ထုတ်ပြန်တဲ့သတင်းပါဝင်ရန်ကုန်ခေတ္တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မောင်းမကန်ရေစကန်သိန်းတိုက်ပွဲတွင်မှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်နယ်ဦးဟာတေသွားပြီးလက်လက်မျိုးစုံ22လက်ကိုသိမ်းဆဲရရှိခဲ့တယ်လို့အမှတ်33နီးပြူဟာမှုရဲဘော်စောဒါကိုကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ26နှစ်မနေ့9မိနစ်30လောက်မှာမောင်းမကန်ရေစကန်ကိုတော်လန်တပ်ဖွဲ့တွေကဝန်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးနနေ့9:30မိနစ်လောက်မှာတော့ ရဲစခန်းတစ်ခုလုံးကိုအောင်မြင်စွာသိမ်းပိုင်ရှင်းလင်းနိုင်ခဲ့လို့လည်းသိရပါဗျ။စခန်းသိမ်းတိုက်ပွဲအတွင်းမှာ အကြက်ဖက်စစ်တပ်ဘက်က12ဦးဟာသေသွားတာဖြစ်ပြီး10ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့လည်းသိရှိရပါတယ်။ဒါ့အပြင်တော်လန်ရဲဘော်တဦးလည်းမြင့်မြတ်စွာ အသက်ပေးလိုခဲ့ရလို့လည်းသိရှိရပါတယ်။ရန်သူဘက်ကတိုက်တဲ့နေရာမှာတော်တော်လေးကိုကြောက်ရွံ့နေပြီးတော့တော်တော်လေးကိုသွေးပြက်တဲ့အနေအထားမှာရှိတယ်။တော်လန်တပ်တွေလုံနိုင်လိမ့်မယ်လို့မထင်ဘဲအလင့်ငိုက်မှာသူတို့ခံလိုက်ရတာဖြစ်တယ်လို့လည်းအမှတ်33နီးပြူဟာမှုရဲဘော်စောသားကိုကပြောပြပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်သားတွေစီကနေ ။ Uzi အမျိုးအစားတနက်6လက်၊ G3 အမျိုးအစားတနက်9လက်၊ Shotgun Smoke Gun 2လက်၊ Commando စိန်ပြောင်း2လက်6လုံးပြူ၄လဲစုစုပေါင်းလက်နက်မျိုးစုံ22လဲဂျမ်ပါ12လုံးနဲ့ခရမ်းတွေကိုလည်းတင်ဆက်ရရှိခဲ့ပါတယ်ရဲစခန်းသိမ်းတိုက်ပွဲကိုပြည်သူ့ကာကွယ်တပ်မတော်အမှတ်1စစ်စင်ရင်နေမြေအထူးတိုင်းစစ်တနာကုကဲမှုအောက်ကနီးပြူဟာ33ဒေါနာတက်ရင်တက်ခွဲ၄ KBDF ဒေါနာတရင်တက်ခွဲခွန် LBF နဲ့အတူမဟာမိတ်တပ်ပေါင်းစုတွေဖြစ်ကြတယ်။ဒဝဲခရံတပ်ပေါင်းစု DNL ဒူရကစစ်ကြောင်းရမညမွန်တက်တော်ဖက်ဒရယ်ဒူဝွန်ကျဲတက်တွေအလုံးပူးပေါင်းလှုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့ တရနယ်လေးစုတ်ခွာမဲ့မိုးကုတ်မြို့ကိုပြည်သူ့ကာကွယ်တပ်မတော်ရဲ့တရင်တပ်ဖွဲ့တွေအားလုံးကပူးပေါင်းကာကွယ်မယ်လို့ကြေညာချက်တွေစက်တိုက်ထုတ်ပြန်နေတာကိုလည်းတွေ့ရပါဗျ။မန္တလေးတိုင်းမိုးကုတ်မြို့ကိုတရနယ်လေးတပ်ဖွဲ့ကစစ်ကောင်စီထံကိုပြန်လည်ပေးရတဲ့တိုင်အောင်မိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်ကိုမကြောက်စေဖို့အတွက်အစွမ်းကုန်ကာကွယ်သွားမယ်လို့လည်းတော်လှန်သတင်းမြစ်တွေနဲ့မိုးကုတ်မြို့အခြေစိုက်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူအချို့ရဲ့ပြောဆိုချက်ရသိရပါဗျ။လက်ရှိမှာမိုးကုတ်မြို့မှာဖြစ်ပေါ်နေတဲ့ ခြေအနေတွေအရဘလို့ပဲအခက်အခဲတွေနဲ့ကြုံတွေ့နေစကြမို့မုကုံမြို့နယ်ပကဖအနေနဲ့မြို့နယ်အတွင်းအခြေပြုထားတဲ့တရင်တပ်ဖွဲ့တွေညည်းအကိုတရင်တပ်ဖွဲ့တွေနဲ့ပြည်သူတွေလက်တွဲပြီးမုကုံမြို့ကိုစစ်ကောင်မရှင်လက်အောက်ကိုမကြောက်ရောက်စေဖို့အတွက် ကာကွယ်သွားမယ်လို့လည်းမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပကဖကအသိပေးထားပါဗါးမိုးကုတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပကဖအနေနဲ့တော်လိုင်းခီးချမ်းကြီးကို ပြည်သူလူထုရဲ့ကုညီထောက်ပံ့မှုနဲ့ရည်တည်လာခဲ့တဲ့အဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထုရဲ့ထောက်ပံ့မှုနဲ့ဆက်လက်ရည်တည်နေရတဲ့အဖွဲ့အစည်းတစ်ခုဖြစ်တယ်လို့လည်းဆိုထားပါဗါးအဲ့ဒါအပြင် တော်လိုင်းရေးအပေါ်မှာအစဉ်တစိုက်အာသွန်ခွန်ဆိုင်နဲ့စူးစမ်းခဲ့ကြသလိုအောင်မြင်မှုတွေကိုလည်းမဟာမိတ်တပ်ဖွဲ့တွေ ညီအကိုတပ်ဖွဲ့တွေနဲ့အတူအောင်ပွဲတွေဆင်နိုင်ခဲ့လို့လဲဆိုထားပါတယ်။ဒါအပြင်မိုးကုတ်တပိတ်ချင်းတို့မှာမိုးကုတ်ဘူဟာတပိတ်ချင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တရင် TRI ဘူဟာတို့နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့မြင်းကြံ Black Tiger NBD အဖွဲ့ကလည်းမြင်းကြံအင်အားစုတွေစုမိုးထိန်းချုပ်ထားတဲ့နေမျိုးတွေကိုအကြပ်စစ်တပ်ရဲ့လက်အောက်ကိုပြန်လည်မရောက်ရှိစေဖို့နိုင်ငံလုံးစစ်ကြောဘဝကနေအကျွမ်းမဲ့လွတ်မြောက်စေဖို့နဲ့ပြည်သူလူထုလိုလားတောင်းတတဲ့ Federal Democracy စနစ်ပေါ်ပေါက်တဲ့အထိ ဆုံးခန်းတိုင်အောင်တိုက်ပွဲဝင်သွားမယ်လို့လည်းဂရိပြုတစ္ဆာပြုပါကြောင်းအသိပေးထားပါဗါးအလားတူပြည်သူ့ကာကွယ်တပ်မတော် TRI ဗျူဟာကလည်းစင့်ကူတပိတ်ချင်းနေမြေကန်များစုပါဝင်အင်အားများစွာနဲ့စုဖွဲ့ထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ထဏမန္တလေးတိုင်းစစ်ထဏကိုကဲမှုအောက်ကဗျူဟာဖြစ်တာနဲ့အညီမန္တလေးတိုင်းအတွင်းကနေမြေတွေရဲ့တော်လှန်ရေးဆိုင်ရာလုပ်ငန်းတွေမှာ အင်အားအပြည့်နဲ့စ조사ဆောင်ရွက်နေရလို့လည်းအသိပေးထားပါတယ်။ပြည်ဦးလွေမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကလည်းຫນွေဦးတော်လန်ရေးခီးစတင်ခဲ့တဲ့အချိန်ကနေစတင်ပြီးဂန္ဓာအသီးသီးကလည်းအတူတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုတ်အပါဝင်လွတ်မြောက်နေမြေများစွာကိုစွန့်မှုနိုင်တဲ့အထိတော်လင်းခီးကိုအောင်မြင်မှုများစွာနဲ့ရှောင်လန်းနိုင်ခဲ့သလိုအကြက်ဖက်စစ်တပ်ကရုတ်မှရက်ဆက်မှုမျိုးစုံ ကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်နေပေမဲ့လည်းတော်လဲရဲဘော်တွေအနေနဲ့တွန့်ဆုတ်ကြောက်ရွံ့ခြင်းအလင်းမရှိပဲဆက်လက်တော်လန်သွားမယ်လို့လည်းအသိပေးထားပါရဲ့ရှင်။ စကန်းအတန်းတစ်ပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်းတန်းဝက်လက်မြို့နယ်အတွင်းကကြေးရွာတွေကိုစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က16ဦးဟာတေသွားပြီးစစ်သားအလောင်းချို့တနက်တလက်နဲ့ခရမ်းတွေကိုသိမ်းဆဲရရှိခဲ့တယ်လို့ຫນွေဦးအောင်ပွဲတော်လန်းအင်အားစုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။အော်တိုဘာလ21ရက်နေ့ကနေအော်တိုဘာလ26ရက်နေ့ထိအရာတော်မြို့နယ်တလဲပါပြူစောတီကြေးရွာကနေထွက်လာတယ်။ အင်အားတရာခန့်ပါတဲ့စစ်တပ်စစ်ကြောင်းကဝက်လက်မြို့နယ်ကြောက်ကုန်းရွာကိုဝင်ရောက်စီးနှင်းပြီးပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတဲဆောင်နေစဉ်တွင် တော်လဲတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီတိုက်မှုတွင်မှာအကြမ်းဖက်စစ်တပ်ဘက်ကစစ်သားနဲ့ပြူစောတီ16ဦးဟာတေသွားက 30ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့သလိုသူတို့လူသားတိုင်းဖြစ်ဖမ်းဆီးထားတဲ့ပြည်သူ၄ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့လို့လည်းသိရပါဗါးအဲ့ဒီတိုက်ခိုက်မှုကိုအမှတ်၁၄ရွှေဘုတ်တက်ရင်ဝက်လက်မြို့နယ်ပါကဖာရွှေပန်းကုန်းတိုက်နယ်ပါကဖာကိုးတောင်ကြားအဖွဲရွှေဘုတ်ခန်ဒရုန်းအဖွဲကြီးကံမရွာဒရုန်းအဖွဲ M sign no drone အဖွဲ့နဲ့တူပကဖတွေပူပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီးတော်လဲရဲဘော်တွေအထူးခန့်ရှိ ပြန်လဲဆော့ခွာနိုင်ခဲ့လို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့အကျန်းဖက်စစ်တရဲ့ဝါဒဖြန့်ခေတမိုင်းကိုဒုံဆိုင်မိသူများအလေးညာဇလန်းပေါ်ဝေဖန်တဲ့ post ကို left rear ပေးခဲ့တဲ့ director အောင်ချမ်းလူကိုစစ်တကဖမ်းဆီးလိုက်တာကြောင့်ဖမ်းဆီးခံရတဲ့အမှုပညာရှင်လေးဦးထိရှိလာတယ်လို့ရန်ကုန်ခေတ္တရဲ့သတင်းမြစ်ကပြောပါရယ်အော်တိုဘာလ29ရက်နေ့ညပိုင်းမှာ director အောင်ချမ်းလူကိုစစ်တကဖမ်းဆီးသွားခဲ့တာဖြစ်ပြီး director အောင်ချမ်းလူကခေတမိုင်းကိုဒုံဆိုင်မိသူများနဲ့ပတ်သက်က ြည်ပရောက်တော်လိုင်းအစိုးရရဟန်းချမ်းရေးသားထားတဲ့လူမှုကွန်ရက် post ကို left react ပေးခဲ့တာဖြစ်ပြီးအဲ့လိုပေးခဲ့တဲ့အတွက်ကြောင့်ဖန်ဆီးခံခဲ့ရတာလည်းဖြစ်ပါတယ်။အော်တိုဘာလ29ရက်နေ့ကလည်းစစ်တပ်ရဲ့ဝါဒဖြန့်ခေတ္တမိုင်းကိုဒုံးဆိုင်မိသူများရွေးကောက်ပွဲဆိုင်ရာအလေညာဝါဒဖြန့်ဇလံကို လူမှုကွန်ရက်ကနေတစင်ဝေဖန်တယ်လို့ဆိုပြီးဒါရိုက်တာမိုက်တီခေါ်တန်းထွန်စောတရုတ်ဆောင်ကျော်ဝင်းထွန်နဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုစစ်တကဖမ်းဆီးခဲ့တာကြောင့်စုစုပေါင်းဖမ်းဆီးခံရသူအမှုပညာရှင်၄ဦးထိရှိလာပြီလည်းဖြစ်ပါတယ်။အဲ့ဒီအလေညာဇလန်းကို တင်အောင်စိုးပန်းမြို့တော်ကရိုက်ကုန်ပြီးဇညုံးကတော့ဆိုင်ရေးဆရာချီဦးညိုရဲ့တားဖြစ်သူအလင်းငါညိုခေါ် တေးစားညို့ခေါ်ဓက်ကလောက်ဖြစ်တယ်လို့လည်းသိရှိရပါဗါဒစစ်တရဲ့ဝါဒပြန်အလဲညာဇလန်းကရက်နဲ့ပတ်သက်က ရန်ကုန်ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာရုပ်ရှင်လောကသားတွေကိုအကြက်ပဲစစ်တပ်ကအစည်းအဝေးခေါ်ယူခဲ့ရလို့လည်းသိရှိရပါတယ်။တစ်ဖက်ကစမ်းချောင်းပင်မတပိတ်စစ်ချောင်းကလည်းအကြက်ပဲစေအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုထောက်ခံအားပေးပြီးလူထုကိုဝါဒမှန်းတိုက်ခြင်းလူထုအရေးတော်ပုံကိုပုံဖြတ်ခြင်းတို့ကိုကျူးလွန်တဲ့အညံ့စားဝါဒဖြန့်အမှုပညာရှင်အမိခံတွေဖြစ်ကြတယ်။နေတိုးမြင့်မြန်နေဝင်းအေးချမ်းမောင်ချူလေမေမြင့်မောင်အောင်ခိုင်ငှက်ပြောကျော်အောင်တိုး နိုင်လင်းတွက်လဲစူပါလင်းမင်းညိုအုတ်ကပြန်ရည်ရဲရင်ရောပြော်အောင်စင်ဖြိုးတို့ကိုလည်း Boycott and Social Punishment ပြင်းပြင်းထန်ထန်လူမှုပြစ်ဒဏ်ခတ်ကြရန်အတွက်တိုက်တွန်းနှိုးဆော်ထားပါတယ်ရှင်ဒီတခါမှာတော့စကိုင်းတိုင်းကံပလူမြို့နယ်စပယ်နတ်တာရွာပြူစောတိစစ်စေးကိတ်ကစစ်သားတွေကအသက်16နှစ်အရွယ်ရှိတဲ့မတ်ရွှွှွှွှလက်ကိုအတမပြုကျင်ပြီး မီးရှို့တပ်ဖြတ်ခဲ့လို့ကံဘလူကန်အမှတ်3 PDF တက်ရင်ထောင်လိုင်းတာဝန်ခံကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်အော်တိုဘာလ29ရက်နေ့မနေ့9နိုင်လောက်ကကိုလင်းမြို့နယ်ပေကုန်းရွာမှာနေထိုင်တဲ့အသက်16နှစ်အရွယ်ရှိတဲ့မတ်ရှွန်းရှွန်းလက်နဲ့တငယ်ချင်းဖြစ်သူအမျိုးသမီးတို့ဟာ ရွှေဘုံမြို့ပေါ်ကိုအလုတ်သွားရောက်လုတ်ကင်ဖို့အတွက်ဆိုင်ကင်နဲ့လာရောက်စင်မှာကန့်ဘလူမြို့နယ်ဇပယ်နန့်တာရွာပြူစောတိစစ်စေးကကစစ်သားတွေကဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဖမ်းဆီးပြီးရဲ့နောက်မှာမတ်ရှွွှွှန်းလက်နဲ့တငယ်ချင်းဖြစ်သူတို့ကိုတနေရာစီ ခွဲကာချုပ်နှောင်ခဲ့ပြီးရဲ့နောက်မတ်ရှွွှွှန်းလက်ကိုစစ်သားနဲ့ပြူစောတိတွေက အုပ်စုဖွဲ့အာဓမပြုကျင်က မီးရှို့တက်ဖြတ်ခဲ့လို့လည်းသိရှိရပါဗျ။မရှင်ရှင်လက်ရဲ့တငယ်ချင်းဖြစ်သူအမျိုးသမီးကတော့စစ်သားနဲ့ပြူစောတိတွေအလစ်မှာထွက်ပြေးလာတာကြောင့်လွတ်မြောက်ခဲ့လို့လည်းသိရှိရပါဗျ။အဲဒီလိုထွက်ပြေးလွတ်မြောက်လာတဲ့အမျိုးသမီးကိုကမ္ဘလူခရံတရင်တုံတက်ခွဲတုံးကကဲတင်နိုင်ခဲ့ပြီးရဲ့နောက်မှာအော်တိုဘာလ29ရက်နေ့မှာညာရင်းချင်းမိသားစုဝင်စီကိုပြန်လည်အနှံခဲ့လို့လည်းသိရပါဗျ။ ရခိုင်အတိုင်းတပုတ်ကိုတက်ဆက်ပေးကြပါရယ်ရခိုင်ပြည်နယ်ပေါတောမြို့နယ်မှာစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်တေဆုံးခဲ့လို့ဒေတာသတင်းမြင့်ဖြစ်တဲ့ Arakan Princess Media နဲ့ပေါတောဒေတာပြည်သူအချို့စီကနေသိရပါရယ်အော်တိုဘားလ29ရက်နေ့မွန်းလွဲ2နာရီကျော်အချိန်ကစစ်တွေမြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးနဲ့ပေါတောမြို့နယ်ကိုပစ်ခတ်တိုက်ခတ်ခဲ့ရမှာ တောင်ညိုကျေးရွာဘော်ကို ကြောက်ရောက်ပောက်ကွဲခဲ့လို့လည်းသိရပါရယ်အဲဒီပောက်ကွဲမှုတွင် အသက်9နှစ်အရွယ်ရှိတဲ့မက်စင်ချိုဤဟာတည်ဆုံးခဲ့ရတယ်လို့တည်ဆုံးသူကလေးငယ်ရဲ့ဖခင်ဖြစ်သူအသက်30နှစ်အရွယ်ရှိတဲ့ဦးနေစောထွန်းနဲ့အသက်66နှစ်အရွယ်ရှိတဲ့ဦးမောင်စိန်တို့လည်းတည်ဆုံးခဲ့လို့လည်းသိရပါဗျ။လက်ရှိမှာရခိုင်ပြည်မှာ2023ခုနှစ်နိုဝင်ဘာလ17ရက်နေ့ကနေ2025ခုနှစ်စက်တင်ဘာလ30ရက်နေ့ထိစစ်တပ်ရဲ့တပ်ဖြတ်မှုကြောင့်ပြည်သူ980ဦးဟာတည်ဆုံးခဲ့ရပြီး ဒဏ်ရာရှိသူပေါင်း2054ဦးရှိသလိုစစ်တပ်ရဲ့ဖမ်းဆီးခံရသူအယောက်1000ရှိတယ်လို့လည်းရက်ခိုင်ဒေတာလူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး HDCO ကသတင်းထုတ်ပြန်ထားပါတယ်ရှင်အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့သခိုင်းတိုင်းကတာမြို့နယ်ညောင်ချီတော့ကျေးရွာကိုအကျန်းဖက်စစ်တပ်ကလေနဲ့ပုံကျဲတိုက်ခိုက်မှုကြောင့် ပြည်သူတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ကတာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဘက်ကပြောပါရယ်။အော်တိုဘာလ29ရက်နေ့ညပိုင်းကကတာမြို့နယ်ညောင်ချီတော့ရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့၃ကြယ်ဘုံကျဲတိုက်ခိုက်မှုကြောင့်အသက်60နှစ်ရွယ်ရှိတဲ့တက်ကြီးရွယ်ဝအမျိုးသားတဦးနဲ့အမျိုးသမီးတဦး၊အသက်40နှစ်အထက်အမျိုးသမီးနှစ်ဦး၊အသက်70နှစ်ရွယ်ကလေးငယ်တဦးစုစုပေါင်း5ဦးဟာသေဆုံးခဲ့ရပြီး ခုနှစ်ဦးခန့်ပြင်းထန်ဒဏ်ရရှိခဲ့လို့လည်းသိရပါဗယ်အဲ့ဒီဘုံကျဲမှုကြောင့်ဘုံကြီးကျောင်းဝန်တွင်အပြင်နဲ့ဓမာယုံနဲ့ဂယုနာပရာဟိတာကားဟာပျက်စီးသွားခဲ့ပြီးကျေးရွာနေအိမ်၁၄လုံးလည်းပျက်စီးခဲ့ရလို့သိရှိရပါဗယ် အလားတူဗမ်းမောင်မြို့ကိုလည်းအကျန်းဖက်စစ်တပ်ကဝိုင်းတွဲလေနဲ့ဘုံ၄၀ကျော်ကျဲချတိုက်ခိုက်သွားတယ်လို့ဒေတာပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗါတယ်။အော်တိုဘားလ၂၉ရက်နေ့မနေ့၈နိုင်မိနစ်၄၀လောက်မှာအကျန်းဖက်စစ်တပ်ဟာဗမ်းမောင်မြို့ကိုဝိုင်းတွဲလေနဲ့ဘုံ၄၀ကျော်ကိုကျဲချတိုက်ခိုက်ခဲ့ရမှာပြည်သူပိုင်းနေအိမ်တွေနဲ့အဆောက်အုံတွေထိခိုက်ပျက်စီးခဲ့ရတယ်လို့လည်းသိရပါဗါတယ်။အော်တိုဘားလ၂၆ရက်နေ့ကလည်းနားရက်ကရွာဖျားကုန်းနဲ့ခမိုးနေဆက်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးတင်းနှံကြ ောင်းကအကြမ်းဖက်စစ်တပ်နဲ့ SNL အဖွဲ့ကဗမ်းမောင်မြို့ပေါ်ကို120မမလက်နက်ကြီး drone နေနဲ့ပစ်ခတ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်မြို့ပေါ်ကဌာနဆိုင်ရာအဆောက်အုံတွေမီးလောင်ပျက်စီးခဲ့ပါသေးတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးရပါကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်ကျွန်မများပါ။